ချူတက်တော်လန် မြို့များမှစပိုးလူလင်များထုံဆန်အတိုင်းလက်မောင်းတွင်စပိုးတစ်စိပ်ပါသောအယောင်ဖြုတ်မိန်နေပြီဖြစ်သောစင်ပြဝစ်စုံကိုဝစ်စင်လေးရှိသည်ပခုံးတွင်စိတ်ယောင်ကြုပ်ပွေအနွမ်းကိုလွဲလျက်စင်ပြအုတ်ထုတ်ပြော၏ရှာကိုနှစ်ဖူးပေါ်အနှင်းငယ်ဆွဲချလျက်လန်းကြများမချန်ရှောင်းရင်ရော့ကတ်များအတွက်မတိသူမရှိသလောက်နှုတ်ဆက်ဖော်ရတတ်သူဖြစ်သည် အဖြူတဝက်ရောနေပြီဖြစ်သောမွေးပြပြစပင်များကိုကရုံးစရောက်ညှက်ထားသည် နှာခေါင်းသိပ်ရှည်တော်လဲမျက်နှာကြပုံတွေ့တော့ကြောင့်တိတ်မဆိုးလာတော့မျက်ခုံးမျက်လုံးနဲ့ပေါင်းဆက်လိုက်တော့အခါငယ်စဉ်ကတနာကမာရုပ်ကလေးဟူအများကထင်မြင်ချက်ပေးခံရသူဖြစ်သည်အခုလောလောဆယ်ရင်တော့အသက်40သားရှိသေးလျက်အသက်50ဟူအထင်ခံရလောက်အောင် ပင်ပန်းနှွမ်းနဲ့ကျန်တန်းကဖီစီခဲ့လေပြီနေပူလင်းတော်၎င်းမိုးရွာလင်းတော်၎င်းအယောင်လွယ်ပြည့်နေသော ကျက်စင်တစိမ့်ထီကောက်ကြီးကိုဆောင်းလျက်တအိမ်တဆင်းစာဝင်ငှချင်းအလုတ်ကိုမပြတ်မခွတ်ဆောင်ရဲဆဲတာဖြစ်သည် တောင်ကုန်းအတက်အစင်ထူထပ်လာသော မြို့တစ်မြို့တွင်စာပို့လူလင်တယောက်ဖြစ်နေရခြင်းမှာအနှင်းငယ်ကတိကအောင်နိုင်လာတော့လေယခုအချိန်ထိအီရလုတ်ကို သူဆက်မြဲစွာလုပ်ကိုင်းနေစေဖြစ်ပါသည်ဆက်သက်၍ဌာနတွင်သူစတင်အလုပ်လုပ်ခဲ့စဉ်ကတော့လက်လက်မီယာအလုပ်ကိုဖမ်းဆွဲလုပ်ကိုင်းသည့်သဘောမျှတာဖြစ်သည်ရုံးဝန်ကိုလူလင်ဘဝမှရံဖယံကစာပို့ခြင်းအလုပ်ကိုခိတာနှွှဲယူဆောင်ရွက်ခွင့်ရလာသောအခါစာပို့လူလင်ဘဝကိုစိတ်ဝင်စားလာခဲ့သည် သို့သောရှာပို့လူလင်အလုပ်ဖြင့်လုတ်တက်နေနေရလာသောအခါတွင်ကအီအလုပ်ကိုသူ စိတ်ပြတ်ညူဝေလာခဲ့ပြန်သည်သို့သောထိုအချိန်မှာတော့အလုပ်လွှဲပြောင်းလုပ်ကင်ဖို့မဖြစ်နိုင်တော့ပါ သူသည်ရှာပို့သမားအလုပ်ကလွေးရတခြားဘာမှလုပ်ကင်တတ်သူမဟုတ်ပါ သူသည်လူမှုဆက်ဆံရေးကျင်းပလာရန်အမြဲစူးစမ်းခဲ့ရသည်သူတာဝန်ချသည့်ရက်ကွက်များ၌ဘယ်နေရာမှာဘာရှိသည်ဆိုတာအကုန်သိဖို့တိတ်မခက်လာပါလူတွေနှင့်ဆက်ဆံရမှာအလိုက်အထိုက်ဟူသောဝဟရအထူးလိုအပ်ကြောင်းသူသိခဲ့သည်အိမ်တအိမ်သို့မှတ်ပုံတင်ချောစာဝေရာတွင်မုတ်တတိစသည့်အစားအစာများကိုလော့ကော့ပြုံငါကျွေးမွေးသောအင်ရှင်များစွာသူတွေ့ပူပြီးပထမတွင်တတ်နိုင်သမျှအင်ကျွေးဝေရာညင်းဆိုလေးရှိတော်လဲ ခင်မင်းနီလာတော့အခါခညာတလုံးတလီယူစားဖို့လေ့ကျင့်ပေးတာဖြစ်သွားသည်စာပေါ်က15ပြားတောင်းဝင်မချေသောစာများအတွက်ဒန်ချေးပြား30ကြခံသည်ဖြစ်တော်လဲတချို့ကတစ်ချက်သို့မဟုတ်နှစ်ချက်ပေးတတ်ကြပါသည်အကျွေပေါ်များစဉ်ကလေးကစက်တန်အတွက်သူပြန်အန်းလျင်ရေမောလျက်ညင်းပယ်ခဲ့ကြသူများကများပါသည် အချို့ကတော့အเจ้าမဲ့တက်တက်လက်ဖက်ရည်ပိုးပေးကြသူများဖြစ်သည် ခရူလာတရားထက်တန်သူတချို့ဈေးတယ်များကဟင်းရအဖြစ်အသီးရွက်များထည့်ပေးလိုက်ရင်လဲကျေးဇူးစကားအထက်ထက်ဆိုလျက်လက်ခံရယူလေးရှိပါသည်။ဤကိစ္စမျိုးကိုခါခါတိတိငင်းပယ်ရလောက်အောင် သူကောင်းမှသူမဟုတ်ပါ သူလာဇာရင်750တွင်ရှားပါစိင်းနှင့်ပေါင်းမှ225ကျပ်သားရသည်။ဟိုမဒီမာရသောမဖြစ်စလောက်တရာချေးကလေးနှင့်နှစ်တိုးပေါင်းမှမှ300 350ဆိုသည်မှာအနိုင်နိုင်သာဖြစ်ပါသည်။သူမိတ်ဆွေများကရိုးရလွန်သောသူကိုအမလို့အမရဂယုနာတော်သောဖြင့်အလုပြောင်းသို့မဟုတ်ထွက်ခိုင်းကြတော့လေသူကတော့အေးလုတ်ကိုနေသားကြနေပြီဖြစ်သည်။ ငယ်စဉ်ကတော့ထိုလောက်ကလူတွေတက်ကြပျော်ရွှင်စေတဲ့အလုပ်ကွာဟုကျင်းနှံ့ုံမှစရေးလေးကိုကြောက်ဝခဲ့ပူပါသည်မင်းစဉ်းစားကြည့်ကျင်းနန်းစားဆိုရင်လူတွေကအနိဋ္ဌာယုံသတင်းကစပြီးတွေ့ရ။မင်းရဲ့ကျင်းနန်းစားကိုလူတွေကထိတ်လန့်ခြင်းနဲ့စိုးရင်တော့ကနဲ့ဖတ်ကြမှာ။စိတ်မချမ်းမြေ့စရာကျင်းနန်းဆိုရင်သူတို့ကိုဝမ်းနည်းစကားပြောရအောင်မှာ။ငါတို့ကြတော့အဲ့လိုမဟုတ်ဘူးကွာ။စပါတယ်လို့ပြောလိုက်ရင်မျောလင်းချက်တွေအတက်မှုတွေနဲ့ရောနေတဲ့ဆူဆူဆန်းဆန်းမျက်နှာမျိုးနဲ့လာယူကြတာ တချို့ဆိုစာဝေချိန်ရောက်ရင်စာပို့တဲ့လူကိုမျှော်ရောင်မျှော်နေကြသည်လူတွေကလည်းအသေးအံဖြစ်နေတဲ့သတင်းတို့ဘာလို့ဆိုရင်ကျင်းနိုင်ရိုက်ကြအများကြီးလေကွာစာထဲမှာတော့မာချောင်းတာချောင်းတွေမင်္ဂလာဖိတ်စာတွေခွဲခွာနေရသူကျင်သတိရတဲ့အကြောင်းတွေအတွေ့အကြုံနှီးနှောဖလှယ်တာတွေ ဟိုစင်တုံးကတော့သူမြောင်ဝန်းမှာမိမိအလုပ်ပေါ်စိတ်ဝင်စားခြင်းချိန်နှက်ခြင်းတို့ဖြင့်တောက်ပါနေခဲ့ပါသည်။ယခုတော့ဤကဲ့သို့တက်ကြွသောချောဝါစကားမျိုးမပြောခဲ့မိသည်မှာကြပြီ။နေစဉ်မြင်တွေ့နေကြသမယိုးချမျက်နှာများ၊လမ်းများ၊နေအိမ်များ၊လိမ့်စာများကိုကြာလာသောအခါလူတိုင်းညှင်းဝေးတတ်သလိုသူလည်းညှင်းဝေးလာခြင်းဖြစ်တန်ရသည်။စာပို့တတန်း 15နှစ်အတွင်းခြေတလုံးတွင်ခွင်းနှစ်ကြိမ်ကက်ခံရသည်ကလည်းတရားဖြစ်နိုင်သည်။ယခုချိန်အထိစပိုးကြက်ရာတို့ကို မတက်နိုင်သေးသည်ကလည်းတရားဖြစ်နိုင်သည်။ထို့ပြင်ညင်းငွေစိတ်ပြက်ရခြင်းအကြောင်းအကြောင်းများစွာထဲမှ သူဘရောမှမိနိုင်မည်မဟုတ်သောအကြောင်းတစ်ခုရှိသေးသည်ထို့ကုန်းမြင့်တို့ပထမဆုံးချိန်သူရောက်ဖူးစဉ်တုန်းကသူသည်စပုတ်လူလင် တအူဝင်မဟုတ်သေးပါငယ်ရွယ်သေးသောရုံးကိုလူလင်တအူမျှသာဖြစ်သည် အချိန်မှာဇလိုင်လာဤမိုးတဲထန်သောတောက်ကြနေနေလေခင်တခုဖြစ်ပါသည်သူစိတ်ကိုယခုအချိန်တိုင်အောင်ဒုက္ခပေးလျက်ရှိသောထိုလိမ့်စာကိုယခုအချိန်ထိသူတတိယနေသေးသည်ခင်မေစီအမှတ်480တတော်လန်ဆောက်လုပ်ရေးကုန်မြင့် ရှောက်လုံရင်ကောင်းမြင်ကိုသူတိတော်လဲတတော်လန်ကိုသူမသိပါတတော်လန်ကိုလိုက်ရှာရင်ခြားလဲခြားလဲဖြစ်နေကြမိုးကပုံမတက်ထန်လာခဲ့သည်သူဝေထားသောမိုးကအင်ကြီးမှာကြဲသေးများပြုတ်ထွက်နေသဖြင့်လေးတစ်ချက်တက်ပက်လိုက်တိုင်းအင်ကြီးအနားစာများလန်၍မိုးရွှဲသွားတတ်သည်နောက်ဆုံးတွင်လမ်းထောင်ချိုးတစ်ခုမှထွက်လာသောလူငယ်တစ်ယောက်ကိုမေးကြည့်လိုက်မှသူလွန်လာခဲ့သောလမ်းတစ်ခုသို့ ပြန်လှရသည်လမ်းနမဲကိုတိုင်ဆိုင်ရတော်၎င်းပင်စီတစ်ခုတွင်တက်လျက်တန်ဆိုင်ရတော်၎င်းဆိုင်းပုံဖြင့်ပြမထားလျင်သူ့လိုလက်တင်စပို့သမားများအလုံးဒုက္ခရောက်အပ်ပါသည် တက်တော်လန်းသည်ကြောက်စရိုက်ခန့်အနှင်းငယ်မြသာပြန့်ကျဲနေသောမြင်းနီလန်းအတက်တစ်ခုဖြစ်သည်ပြေရော်သောတောင်ကုန်းတစ်လျှောက်နီးကျင်သောရွှွန်စေးရည်များစီးကြနေအောင်ကြောက်စရိုက်ခဲများတစုံတစပေါ်လာအောင်မိုးကဝေါ်ကနေတုန်ချလာသောအခါသူ၏မိုးကအိမ်ကြီးရင်ပန်းစာကိုသူဆွဲပိတ်၍ပြတ်တော်မလို့ဖြစ်နေသောတရေဖနက်တစ်ဖက်ကိုညားကဒရွဆွဲလျက်ရှောက်ခဲ့ရသည်ကိုသူမှတ်မိသည်လမ်းတစ်လျှောက်ရှံဝင်းကျဲများကိုသာတွေ့ရသည်အိမ်နှင့်ခြံတကာဝေးလှမ်းပြီးတစ်ပင်များအုပ်ဆိုင်လျက်လူရိတ် လူကြီးတွင် လုံးဝမတွေ့ရသောလမ်းဖြစ်သည်လမ်းဘေးတစ်ချက်ပတ်တစ်ချက်တွင်မြင်မသောသစ်ပင်များ၏အောက်ခြေရှိအပွင့်သေးသေးရောင်စုံများပွင့်သောစိမ့်နပန်ခြုံပုံများစီမှစိမ့်ရွှေရွှေပန်းရနံကိုတက်ကိုင်းဆုံနှင့်ရွှွင့်ရဲနှန်းနှင့်အတူရှူရှိုက်ရသောအခါထိုနေ့လေခင်သည် အလွန်မနှိမ့်မြော့စရာကောင်းသောသည်ဒီလိုနဲ့မင်းတောင်ကောင်းထိပ်သာရောက်လျက်ခြံအမှတ်480ကိုမတွေ့ရ။အနီးအနားမှာလည်းစုံစမ်းစရာကွန်းရဆိုင်စသည့်လမ်းဘေးဆိုင်များမဖွင့်ပါ ခြံမှတ်468နဲ့469ခုဟုထင်ရသောခြံများမှာကုန်းထိတ်မရောက်မီဖာလွန်ဝက်ခန့်ဝင်းရီကြံခဲ့ပြီးလိမ့်စာမှားလေသလားဟုသောအတွေ့ကပထမဆုံးဝင်လာသည်။သူအလွန်စိတ်မောသွားပါသည်။ထိုစားသည်ထိုနေ့အတွက်သူဝေရမည်နောက်ဆုံးစာလည်းဖြစ်ပါသည်။ဆောင်းလုံရင်ကုန်းမြင့်ထိတ်တွင် မိုးတဲ့၍ခဏရက်နေပြီးသည့်နောက်သူပြန်ဆင်းလာခဲ့သည်အစင်းတွင်သူခြေချော်၍လဲလူမတက်ဖြစ်ခဲ့သေးသည်ကံကောင်းထောက်မှစွာအဲ့ဒီတုန်းကဖက်နှက်သိမ်းကြုံမပြတ်ခဲ့ပါ ခြံမက်468ရက်ရောက်တော့မိုးရေရဲရင်မြေဖို့နေဟန်တူသောပေါတူးကင်လူကြီးတယောက်ကိုတွေ့ရသည် တကြွမှုကဲမဲစွာသူမေးကြည့်သောအခါအဖိုးကြီးကမျက်မှောင်ကျုံ၍စဉ်းစား၏ဂုံးထိတ်ဟိုဘက်အစင်းမှာတော့ခြံတစ်ခုနှစ်ခုရှိသေးတယ်ကွာအရင်ကတက်တုံးဝင်တော့ကြီးနေသွားတဲ့အိမ်တွေခြံနံပါတ်တော့မသိဘူးနာမည်ဘယ်သူရဲ့လဲခင်မေစီးရဲ့ဟေးသူ့အဖေနာမည်ရောမပါဘူးဗျ အာဒီနာတော့အဲ့နာမည်ငါမသိပါဘူးမင်းကုန်းထိတ်အစင်းကအိမ်တွေမေးကြီးกว่าအဖိုးကြီးကပြောပြောဆိုဆိုတစ်ဖက်ခြံတွင်သို့ဝင်သွားသည်ဤတွင်ပထမဆုံးသူစဉ်းစားရသည်မှာပြက်လူတတဲဖက်အတွက်ဖြစ်ပါသည်ခေါမပြက်ရင်သူမြည်သောမှဆင်းရဲဖြစ်နိုင်တော့မည်မဟုတ်ပါ သူရင်တွေ့ချိတ်ပင်အပ်စသည့်ပစ္စည်းများလည်းမပါပါ နောက်ပြီးမိုးတက်တဲ့ရင်ဖက်နှက်ပြက်ခမ်းပြီးလိမ့်စာကိုလိုက်ရှာ၍တွေ့သည်ထောင်းညသူကားမှဆံပြလုတ်သားစုပေးမည်မဟုတ်ပါ ထိုစာကိုအိတ်ထဲမှအသေးချာထည့်ပြီးမှသူပြန်လာခဲ့သည် တလင်းလာနေနေကင်းပိုင်းတွင်တတော်လန့်သို့သူတစ်ခေါက်ပြန်လာသောအခါနေသားသောနေတနေဖြစ်နေပြန်သည်တကယ်တော့အဖိုးကြီးပြောသလိုပင်ချံမှတ်480သည်496နှစ်အတူဆောက်လုပ်ရင်းကုန်မြင့်တစ်ဖက်အစင်တွင်ရှိနေသည် ထိုလန်းသည်တတော်လန်းနှင့်တဆက်သေးဖြစ်တော်လဲကောင်းမြင်ထက်ရှိအဆောက်လုံရေးရုံမိုင်းအဆောက်အုံများကခြားထားသောအခါတီချာလန်းတစ်ခုဟုထင်ရသည်ခြံမှတ်ကိုခြံရှိတကားဝရင်ချိန်ဆွဲထားရမည့်အစားဟိုးဝင်းကြီးကတိုက်နိုင်ရန်တွင်တတိကလေးရေးထားသောကြောင့်480ဟူသောကနန်းကိုတော်တော်ကြာအောင်ရှာယူရသည်ခြံရှိတွင်မြင်မာသော ပင်လယ်ကဝီးပင်ကြီးရှိသည် ခြံဝင်းကျဲသောအိမ်ဖြစ်ပါလျက်အိမ်ရှိမှာစာတိုင်ပုံးအသေးသီးသန့်တက်မထားပါခြံတကားတစ်ဖက်တစ်ချက်အုပ်နေရန်တွင်လူခေါ်ခေါင်းလောင်းရှာကြည့်သေးတော့လည်းမတွေ့ရလျှက်စစ်ခေါင်းလောင်းမတက်လျင်လည်းကြိုးတက်ခေါင်းလောင်းတစ်ခုလောက်တော့ထားဖို့ကောင်းသည် သူသည်ဆောင်းဝင်ကားချင်းအလုပ်တွင်နည်းနည်းပပလေးချင်းပြီးဖြစ်တော့ကြောင်းကြိုဆိုမိသူမရှိသောအိမ်တစ်ခုအတွင်းသို့အတန်ပြုတ်ပြီးဝင်ရောက်သွားရန်ဝန်မလေးပါထို့သောဤဖြစ်ရက်တွင်တော့အိမ်ဝင်းထဲဝင်ရန်တွန်းဆုံလျက်ရှိပါသည်ရှုပ်ထေးကျဝင်သောခြံကြီးထဲတွင် ခွေးစိုးတစ်ကောင်မှမရှိဟုမိသူကအမခံမိနီခွေးကြိုက်တတ်သည်ဟူသောတတိပေးဆိုင်ပုတ်ချိတ်မထားသည့်အိမ်များစွာတွင်ကြိုက်တတ်သောခွေးများရှိနေတတ်သည်မဟုတ်လား ဒီတို့ဆိုစေခြံတကားဖွင့်ထားသောလူရိုက်လူချင်းမမြင်ရသောခွင်းရှိမည်မရှိမည်မသိကြသောတကားမှမရောက်ဖူးသောအိမ်ထဲသို့အရေးဆုံးရဝင်သွားခဲ့သည်ခြံထဲတွင်မြက်ပင်များသည်အံ့ဩဖွယ်ရာရှင်မြင်လာသည် လူသွားလန်းသည်ခြင်းများ၍မိန်ဖြော်နေသည်လူသွားလန်းတစ်ဖက်တစ်ချက်တွင်တစ်ချိန်ကစီကရင်ထားခဲ့ဟန်တူသောအုတ်ခဲကျုပ်အပိုင်းစားတို့ကိုတွေ့ရသည် အပင်မျိုးစုံရှုပ်ပွေလျက်ရှိသည် လေပြင်းတန်းကြောင့်ကျိုးပြက်လွင့်ဟက်ကန်ရှိသောတက်ကိုင်းကြောင့်အပြတ်အစားတို့သည်ခြုံပုံများပေါ်တွင်ဟိုတစ်ခုဒီတစ်ခုတင်ကြံရည်သည်တိုက်အင်ကိုကွယ်ထားလူနေပါမြင်မာသောတရက်ပင်တပင်သည်တိုက်စင်ဝင်တက်တဲ့တွင်အယုံဆိုးစွာတရှိနေသည်သူသည်အဝါရောင်ပန်းများပွင့်နေသောမြေကက်ခြုံပင်ကလေးများကိုတတ်နိုင်သမျှမနှင်းမိအောင်ကြော်လွှားရေးဝဲရရှိခြုံရဲပိတ်ပေါင်းတို့ကိုတတ်နိုင်သမျှမကြည့်မိအောင်သတိထား၍ခွေးရောင်တန်ကိုနားဆွင့်၍တိုက်အင်စင်ဝင်အောက်သို့ရောက်ခဲ့သည် တန်ဆွဲတကားသည် လူတကိုဝင်နိုင်အောင်ဟာထားသည်အေဂန်ရင် လူသူမရှိပါသူသည်တန်ဆွဲတကားကိုအတန်မြင်အောင်လှုပ်ရမ်းပြလိုက်သည်ခွေးဟောင်းတန်မကြရလူတစုံတဦး၏အတန်ကိုမှမကြရငင်ရသည်။မှာခေါင်းရဲ့နိုင်ငံတို့ကက်လျက်ပုကက်စွာခင်းကျင်းထားသောအုံမင်းခိုင်ခန့်သည့်အေဂန်စတေကလထိုင်များ ဧကန်လည်းကောင်းမှမို့တင်ဖြုံးဖြာအဖြစ်ခင်ထားလျက်နေရာကြက်ပြန့်စွာဟာလာဟင်းလင်းဖြစ်နေသည်ကလထိုင်များကိုအဖြူရောင်ကလထိုင်ပုံးဆွတ်ထားသည့်ဖြစ်ရာခေါင်းမိသည့်နေရာတွင်ညစ်ထင်းလျက်ရှိကြသည်အိမ်ရှိတကားပေါင်းနှင့်တက်တဲ့နောက်ဖက်ကအုပ်နေရန်တွင်ရောမစာလုံးကနန်းကွက်တက်ထားသည်အိုဟောင်းသောတိုင်ကက်နိုင်တလုံးဤချိန်သည်မှာလေးပင်စွာ လွှဲရန်နေသည် တပိုင်းတစမြင်ရသောကျွန်းသားလေကားသည် ချောမွတ်သောပွက်လိုင်းများခြေတထားသည့်လျံဖြင့်တည်သက်စွာလှပလျက်ရှိပါသည်မခင်မေစီ သူခက်ကြက်ကြက်အော်ခေါ်လိုက်ပြီးနောက်အိမ်တွင်းတနေရာစီမှတစုံတစ်ခုလွတ်ကြတန်ကိုကြားလိုက်ရသည်ကျွေတဲ့ပစ္စည်းတစ်ခုခုလွတ်ကြ꽌တန်ဖြစ်ပါသည်ခဏအကြာမျက်နှာချင်းဆိုင်တွင်နိုင်ရန်ဘေးရှိတကားမှအဝါရောင်ပွင့်ရိုက်ခန်းစည်းစာလှုံရမ်းသွားသည်ခန်းစည်းစာကိုဖဲလျက်အသက်ခက်ကြီးကြီးအမျိုးသမီးတယောက်ဝင်လာသည်ခင်မစီဆိုတာသူမမဟုတ်နိုင်ပါစာအိပ်ပေါ်ကလည်းရေးသည်လူငယ်လည်းရေးဖြစ်ပြီးပေးဖို့သူလိမ့်စာမှလည်းလူငယ်နာမည်ဖြစ်သည် ထိုနာမည်ကိုသုံးမမမီတော့ပါနာမည်သုံးလုံးဖြည့်ပပုံထင်ချောစာ မခင်မေးစီလက်မှတ်ထိုးယူပါပင်လီတော်လဲတမ္မာပုံရတော့ထိုမိမကြီးသည်သူ့ကိုငေးမောရင်နှိခွေတော်ခြေလမ်းများဖြင့်သူရှိရာအေကန်ဝါတို့ရှောက်လာနေခဲ့သည် သူမ၏မျက်လုံးများမှာစပို့လူလင်ကိုကြည့်နေသောမျက်လုံးများမဟုတ်ထိတ်လန့်တုန်လှုပ်သောမျက်လုံးများထပ်ပေါ်သည်ဟုသူထင်ခဲ့သည်ထိုမျက်လုံးများကိုယခုထိအတူမမေးပါခင်မေစီအတွက်ဟုတ်လားဟုတ်ပါတယ် ဖရာဖရာသူကဆာလန်းပေးတော့လေမိမကြီးကဆာကိုလှမ်းမယူပါသူမသည်ရုပ်ချင်းအရင်ဆုပ်ယုပ်သွားသလိုတင်ဖြူခင်းထားသောတမန်တလင်းပေါ်သို့ရိုင်နေစွာထိုင်ကြလိုက်လေသည်ထိုခဏမှပင်သူမမျက်လုံးမှမျက်ရည်များတလိန်ချင်းကျလာခဲ့တော်သည် သူတော်တော်အံ့အသင့်သွားပြီးဘာဆက်ပြောရမှန်းမသိအောင်ကြောင်သွားခဲ့သည်သူမသည်ဒူးတစ်ဖက်ထောင်ကချေပြက်လက်ဖြက်ထိုင်ချလိုက်ခြင်းဖြစ်သည်ထောင်ထားသောဒူးပေါ်သို့တံတောင်စစ်ကွေးတင်လျက်မျက်နှာကိုထိုလက်ပေါ်သို့မှောက်ချလျက်ရှိသည်ထိုပုံစံမှာစပိုသမားများမြင်နေကြအင်ရှင်ပုံစံမျိုးမဟုတ်ပါသူသည်ယွန်ကျိုးမေးရစိတ်ဒုက္ခရောက်နေသူအတော်ကြီးကိုဘလို့နှစ်သိမ့်ရမှန်းမသိဖြစ်နေသည်ဤကဲ့သို့စိတ်ကျဉ်းကျပ်မှုမျိုးကိုချင်းနှန်းစာပို့သူများဖိလင်ကြုံရဘူးဟန်မတူပါအဲ့ဒီနေမကောင်းလိုက် အတန်ကြာအောင်ငိန်သက်စွာငိုကြွေးပြီးနောက်သူ့အတန်ကြာမှမိမကြီးကမော့ကြည့်သည်သူယခုတိုင်ရနေစေဖြစ်သေးကို သူမသတိရသွားဟန်တူသည်မျက်နာကိုချက်ချင်းအတင်းပြင်ဆင်လျက်ရုပ်တရက်မတည့်ရလိုက်လေသည်သူ့အမေကိုသူမပြန်မဖြေပါဗာမေးလိုက်မှန်းပင်သိဟန်မတူပါခင်မင်းစီမမရှိတော့ရာကွယ် ဟုကိုကိုကိုပြောသလိုရင်ရွတ်၏ထို့နောက်ဆွတ်ဆွတ်သောမျက်လုံးများကိုမျက်တောင်တစ်ဖက်ဖက်ခတ်လိုက်ခြင်းဖြင့်မျက်ရည်မကျရန်ထိမ့်သိမ့်လိုက်သည်ကိုသူတွေ့ရသည်တနေ့ကရုတ်တရက်ဆုံးသွားတာပဲကွယ်မနေ့ကမှတကြိုရတာတမီးကအခုမှအသက်20ပဲရှိသေးတာပါလူလေးရဲ့မြတ်စွာဘုရားထို့ချိန်ကြမှချိန်ရင်နိုင်ရင်စီမှာ ထောင်ထားသောလက်ထောက်ခုံတစ်ခုရှိရာစီတို့သူမျက်စိရောက်သွားသည်ကျွန်တော်တကယ်စိတ်မကောင်းပါဘူးခင်ဗျာသူတကယ်ပြောခြင်းဖြစ်ပါသည် ။သူ့ယောက်ျားစီကစာဖြစ်မှာပါပဲ။အဖွားကြီးနဲ့စကားပြောတာအစီအစဉ်ကျနာမှုမရှိပါ။သူကစာအိတ်ကိုလှမ်းပေးလိုက်ပြန်သည်။သို့တော်သူမကစာအိတ်ကိုမယူပါ။အစိတ်ရှိသောသရဝါဒကောင်ကိုကြည့်သောအချိန်မျိုးဖြင့်ခဏသာကြည့်ပြီးရုတ်တရက်မျက်နှာလွှဲပစ်လိုက်သည်။အန်တီလက်မှတ်ထိုးယူခြင်းတလားဟုမေးဖို့သူဝင်လေနေသည်။ဘိုင်ဟောကလည်းစောင်းသွားရလဲအန်တီ။ ဟိုတုန်းကတော့လောကဝေစကားကိုလူတစ်ဖက်သားခံတာအောင်ဘယ်လိုပြောရမှန်းမသိသေးပါ။အတော်ကြီးကတော့မိကွန်းကိုဖြည့်သည့်ပုံစံမျိုးမဟုတ်ပဲသူတယောက်တည်းပြောသလိုလိုပုံစံဖြင့်ညင်ညင်ညူညူရေရွလေသည်။ခါတိုင်းလေဒီချိုင်းတောင်နဲ့ပဲသူအပေါ်တက်လိုက်အောက်ဆင်းလိုက်လုံနေတာပါပဲကွယ်။အိမ်နေကြမှာဟိုးဟိုးလှေကိုင်းရင်အထိအပေါ်တဲ့ကနေဒလိတ်ောက်ကွေးကြသွားတော့တာပဲ။ဟောဟိုနားမှာပေါ့။သူမကလှေကိုင်းရင်ထောင်ချိုးတနေရစီတို့တိတ်ကွေးတော့လည်းဖြင့်ညွန်ပြလေရရှိသည်။ ဒီချိုင်းနောက်နဲ့သူနဲ့အသားကြပြီးသားပါကွယ်အခုနောက်ပိုင်းများငါ့ကိုတွဲစရာမလိုတော့ဘူးလက်တစ်ဖက်ကလယံကိုင်းတစ်ဖက်ကချိုင်းတောက်ကိုကိုင်းဒီလိုပဲဆင်းနေကြဆောင်ဝင်ရောက်လာတော့အသက်မရှိတော့ဘူးတဲ့မင်းစီမမရှိရဲ့နောက်တော့ဒင်းစာအောင်ငါဘာကိစ္စနဲ့ယူအောင်မလဲထို့နောက်စာပို့သမားတဦးဤဘောင်ကိုကြော်ကမမေးတင့်တော့လောကဝေမေခွန်တစ်ခုမေးလိုက်မိသည်မက်ခင်မေးစီအဲဆုံးလားသူခင်မိုးကိုအကြောင်းကြားသေးလားအန်ဒီ မင်းနဲ့ကွယ်သူဘယ်ရောက်နေမှမတူမှမသိဘူးလင်မယားစိတ်ဆိုးပြီးထွက်သွားကြတဲ့ကပဲကြားကြားလှပေါ့အိမ်ကတမီးကဖြင့်စာမျောလူမျောဖះဖះငါတမီးလေးအဖြစ်ဆိုးရှာတယ်တမီးလေးတမီးလေးယူတော့မတက်ဒေါသရိတ်နဲ့အတူအန်ချိန်ရင်တစ်ချက်ရှိုက်ငင်လိုက်တော့အခါကြားမှာသူမင်းဒီကိုအာနာသွားခဲ့သည်ထိုကြောင့်လဲဘာဖြစ်လို့ဂျိုင်းတောင်းနဲ့လမ်းသွားရတာလဲဟုဆက်လက်မဆုမဆက်ဆုဖြစ်တော့ပါသောသောသူတိတ်တိကျနေသောမေကွန်တစ်ခုကိုတော့မေးဖြစ်အောင်မေးလိုက်မိသေးသည် ဟိုအနှစ်သမီးဆုံးတာတောက်ကြနေလိုက်ရင်သူမကသူ့ကိုဖြတ်ခနဲကြည့်လျက်တိုးတိတ်စွာ ပြက်တောက်စွာဖြေလေသည်စနေနေ့မျက်စွာဖျားမိုးတဲထန်သောတောက်ကြနေကခြံမက်480ကိုမတွေ့ရ၍အီတလင်းလာနေမှာလာပေးရကြောင်းအတော်ကြီးကမပြောပြခဲ့ပါထို့ပြင်ဤအကြောင်းကိုမိသူကိုမလည်းမပြောပြဖြစ်ပါတတော်လန်းတို့သူ့ရောက်တိုင်းဤအဖြစ်ပြက်ကိုသတိရနေစေဖြစ်သည် ်15နှစ်နေပါကြောင်းမျိုးသိပ်ထားခဲ့ရသောဤအကြောင်းကြောင့်ပင်စာဖို့လူလင်ဘဝကိုသူပုံမစိတ်ဝင်စားခဲ့သည်သို့သောဤအကြောင်းကြောင့်ပင်ဤရလုတ်ကိုလှင်မြန်စွာညင်းငွေစိတ်ပြက်လွယ်ဟန်တူပါသည်ညီတို့ဆိုစေသူစာပို့တမတတန်းတလျှောက်လိမ့်စာမသူရေးဖြစ်စေဖနက်သေးကြောကြောင့်ဖြစ်စေစာဝေနောက်ကျခြင်းမျိုးမဖြစ်ရစေအောင်သူအတတ်နိုင်ဆုံးစူးစမ်းခြင်းဖြင့်သူကိုယ်သူလိပ်ပြတ်အောင်အမြဲနှစ်သိမ့်နေခဲ့သည် ကံအားလျော်စွာဤတစ်ချိန်သည်ပထမဆုံးအချိန်လည်းဖြစ်၍နောက်ဆုံးအချိန်လည်းဖြစ်ပါသည်။နှစ်များစွာကြာလာသောအခါသူ့မှာအလေးအကျဉ်နှစ်ခုရလာခဲ့သည်။တခုမှာတောင်ဝင်ချိန်တွင်ဘရောမတရေဖက်နှက်မစီပဲရာဘာဖက်နှက်ကိုသာဆွဲမြဲစွာစီခဲ့ခြင်းဖြစ်သည် နောက်တခုမှာနေပူသည်ဖြစ်စေမိုးရွာသည်ဖြစ်စေသူတွင်တွေ့ချိတ်သို့မဟုတ်ပင်အပ်စသည့်အရေးပေါ်ပစ္စည်းများရာဘာဖက်နှက်အတွက်အမြဲဆောင်ထားတတ်သည့်အလေးအကျင့်ရလာခဲ့ခြင်းပင်ဖြစ်လေသည် 就。